ောကဲဒီအခုဆိုရင်ပေါ့လေထိုင်းနိုင်ငံမှာအကြောင်းမျိုးမျိုးနဲ့ပေါ့ထိုင်းနိုင်ငံထဲမှာရှောက်ရှိနေတဲ့မြန်မာတွေကိုထိုင်းရဲတွေကနေပြီးတော့စက်တိုက်ဆိုသလိုပေါ့အမျိုးဖန်စီဟိုနော်မြန်မာဘက်ကိုပြန်ပို့နေတယ်ဆိုတော့တတိယနေရာလဲဒီစက်တိုက်ဆိုသလိုကြားနေရတာပေါ့တစ်ဖက်မှာလည်းပေါ့လေအဲ့ဒါမျိုးပြန်ပို့တဲ့သူတွေကိုစစ်တပ်ကနေပြီးတော့လာခေါ်ပြီးတော့ဒီစစ်မှုထမ်းပေါ့လေဒီစက်သေးကိုထဲ့တယ်ဆိုတော့တတိယနေရာလဲထွက်ပေါ်နေတယ်ပေါ့ ဒီမဲဆောင်မှာဆိုရင်ကိုကအဖမ်းစီအစစ်ဆဲတွေညားလာတယ်နောက်တစ်ခုကဒီလမ်းနေလမ်းနေမှာပေါ့လေအဲ့လိုမျိုးရဲတွေကလည်းအဆက်မပြတ်အစစ်ဆဲတွေညားတဲ့အခါကျတော့အချောင်းမျိုးမျိုးနဲ့ရောက်နေကြတဲ့မြန်မာနိုင်ငံသားတွေကလည်းအပြင်းမထွက်ရဲကြဘူးပုံနေကြတဲ့အခြေအနေမျိုးတွေရောက်သွားတယ်ပေါ့အော်ဒီနေ့ကျတော့ဒီမတ်မျိုးနဲ့ကဒီပေါ့မဲဆောက်မျိုးတွေကိုရောက်ခဲ့တယ်ဆိုတဲ့အခါကျတော့ဘယ်လိုမြင်ရလဲ မကဒီမေဆောက်ကိုယူရဲကိုသွားတဲ့ချိန်မှာပေါ့နော်ဒါရုံးချိန်ကြောင်းလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်အခုလက်တလုံးမှာဖြစ်နေတဲ့ဖန်ဆီးကြောင်းလည်းဖြစ်နိုင်တယ်ပေါ့နော်ဖြစ်နိုင်ချေကတော့မျိုးမျိုးပေါ့ဒါပေမဲ့အလိုလိုသွားလာရှင်းလင်းတာကိုတွေ့ရတယ်အခုလက်တလုံးအခြေအနေတွေအရာကတော့ကျမတို့မြန်မာတွေအသွားလာ များတာတော့ကျွန်မမတွေ့ရဘူးပုံမှန်တိုင်းဆိုရင်မဲဆောက်မျိုးဆိုတာကထန်းမြမာနေဆက်ဖြစ်တယ်ထင်အောင်မြမာအများစုနေထိုင်နေလို့ဒူရန်အတိကြတာ哦ဒါပေမဲ့ခုလက်တော်အချိန်နေရတော့ကျွန်မမြမာတွေသွားလာလောက်ရှာမှုနေတယ်ဒါအဖမ်းစီချောင်းတော်လကောင်ဒါမို့အကြောင်းအရာအမျိုးမျိုးချောင်းတော်လကောင်ဖြစ်နိုင်နေပေါ့နော်ဒါညာနဲ့ပတ်သက်ပြီးတော့ဘလိုဝေဖန်ချင်တာမျိုးမရှိဘူးဒါပေမဲ့လက်တော်အချိန်နေရတော့ကျွန်မတို့မဲဆောက်မှာအိုင်းရဲတွေကလည်းအဖန်စီများတယ်ပြီးတော့လက်တလုံးမှာလည်း အဲတမားတိုင်းမှုတွေလည်းဖြစ်တယ်။ဟောပုံတွေ့ရရည်လည်းရှိရကြတော့မြမကြီးအနေနဲ့ကတော့အတက်နိုင်ဆုံးတင်ကျင်ပြီးတော့အပြင်းထွက်ကြအောင်ပေါ့နော်။ကျွန်မဒီနေ့မြို့ရဲရောက်တဲ့အချိန်ကြီးကတော့သုံးသက်ရသလောက်ကတော့ဒီတိုင်းနေ local တိုင်းနေသူတို့အလုံးလုံးတဲ့လူတွေရှိမဲ့ကျောင်းသားလေးလူတွေရှိမဲ့အဲဒီတော့ပဲကျွန်မတွေ့ကြရတယ်ပေါ့နော်။ဟုတ်။ဟိုမြမဘက်ကမ်းမှာမြဝတီဘက်ရွှေကုတ်ကုတ်ပေါ့နော်။အဲမှာပိုချစ်သူတို့ဥဆောင်နဲ့အာနေချောက်တက်ထိတ်ကျုပ်ထားတဲ့ ဒေတာမှာပေါ့နော်ဒီကြားဖြန့်လို့ခေါ်တဲ့ online နေပြီးတော့ဝေလိန်နဲ့ပြဿနာတွေကလည်းအခုလောလောဆယ်မှာကြားဖြန့်ကမြန်မာပြည်နေဆက်တချို့ဟိုမြန်မာပြည်နေဆက်မှာနေမဟုတ်တော့ဘဲနဲ့ဒီထိုင်းဘက်မှာဆက်ရောက်လာတယ်ထိုင်းနိုင်ငံနေမှာတဆင့်တော့နေဆက်မျိုးဖြစ်တဲ့မဲဆောင်မျိုးကို ပုံတံအမျိုးမျိုးနဲ့ပေါ့လေပြန်ပြီးဆွဲခံရတဲ့ပုံစံမျိုးတွေတည်နေတယ်မှာဖြစ်ပေါ်လာတယ်။ထိုင်းဆိုးရအနေနဲ့ဟောနောက်တရုတ်အဆိုးရအနေနဲ့ရောပေါ့လေဒီချဖြန့်ကိစ္စကိုအရေးတည်ယူနဲ့ဆောင်ရွက်လာကြတာကို တွေ့တယ်။ဒီချဖြန့်ကိုနှိမ်နှင်းဖို့ဆိုရင်ဒီမဲဆောက်မြို့ကတိတ်ပြီးတော့လဲအရေးကြီးတယ်။ ထိုင်းတက်ကနေပြီးတော့ဒါကိုအရေးယူဖို့ဆိုပြီးသူတို့ရဲအင်အားတွေတိုးချဲ့တာတွေစစ်တပ်အင်အားတွေတိုးချဲ့တာတွေဆိုတော့ဟိုနေဆက်တွေမှာဆိုရင်ဘယ်ကောလဲဟိုပညာပေးအပီပေးဆိုင်ဖို့တွေထောင်လာတာတွေမဲဆောက်မှာဆိုရင်လည်းရဲအင်အားတွေလုံခြုံအင်အားတွေတိုးမြင့်နေအဲ့ဒီနောက်ဆက်တွဲကမြမပြင်းနဲ့ဆက်ဆက်ပြီးဖြစ်တဲ့ပြဿနာတွေပုံမှာဒီမှာမက်ဆော့မှာရှိတဲ့အကြောင်းမျိုးနဲ့ရှိတဲ့အာလူတွေပုံမှာကဒီတိုက်ရိုက်တက်တက်ရောက်သွားမျိုးရှိတယ် အခုနောက်ဆုံးဆိုရင်ဒီမကြာသေးခင်ကဒီရပိုင်းလေးမှာဖြစ်သွားတဲ့ကုန်တိုက်တစ်ခုကဒီရွှေဆိုင်ကိုဒီဓမြဝင်တိုက်တဲ့ဗီဒီယိုတွေကလည်းဒီအွန်လိုင်းမှာပြန့်နှံ့လာတယ်ပေါ့လေအဲ့ဒီတော့အခုဖြစ်နေတဲ့ပြဿနာတွေကမြန်မာတွေအပေါ်မှာထိခိုက်တာတော့အမှန်နဲ့ဘန်ကောက်ဘက်မှာဆိုရင်လည်းဒီမြန်မာအရေးကိုအကူအညီဆောက်ရှောက်ပေးနေတဲ့ဒီယုံတွေကိုပိတ်တာမျိုးတွေလည်းရှိတယ်အဲ့ဒီတော့အခုကကြားနေရတာရက်တရာစီမံကိန်းလို့ဟို ပြောတာပေါ့လေဒါပေမဲ့အရက်တရားစီမံကိန်းအတွက်မှာဒီမြန်မာတွေပေါ်မှာပေါ့လေမြန်မာဒီပေါ့ migrant worker တွေရောဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ရောက်နေကြတဲ့လူတွေပေါ်မှာကတိကျပို့ပြီးဘလောက်ထိများရက်ခတ်လာနိုင်ကြ ರೀ ရှိသေးလေအဲ့ဒါကိုဒီဘယ်လိုမြင်လဲအာပထမတစ်ချက်အနေနဲ့ပြောရမယ်ဆိုရင်ကျမတို့ထိုင်းနဲ့မြန်မာနဲ့ကဟိုးအရင်အရင်ကတည်းကပေါ့နော်ထိုင်းနိုင်ငံမှာမြန်မာတွေရဲ့ဝင်ရောက်နေထိုင်မှုက ိုင်ငံသားကြီးရဲ့တဝက်လောက်နေနေအောင်ဆိုရှိနေပေါ့နော်ဆိုတော့အခုထိုင်းနိုင်ငံမှာနေမယ်ဆိုရင်ကျမတို့အထောက်ထားတွေလုပ်ရရဲ့အများခေါ်ပိုင်အောင်ကတ်ပေါ့ပိုင်အောင်ကတ်တင်တော့ရရဲ့အဲ့တော့အခုဖြစ်နေတဲ့ကြေညာတွေကသူကဒီကြားဖြန့်နဲ့ပတ်သက်ပြီးတော့အေးအေးယူမယ်ဆောင်ရမယ် ဒါပေမဲ့အဲ့ရဲ့ခရက်ကမြန်မာတွေကိုပဲအများဆုံးတက်ရောက်တယ်။အာဆနာပေါ့နော်ပြောခဲ့တယ်လို့ပဲမြန်မာကုန်းလိုင်းမြန်မာရောင်းတဲ့ကုန်းလိုင်းတွေဝန်ဖန်တာမျိုးတွေမြန်မာလုံသမားတွေကိုအလုံးယုံတွေမှာဝင်ပြီးတော့ဖန်တာမျိုးတွေရဲ့အဲ့လိုမျိုးတွေပေါ့နော်ရှိတယ်။ပြီးတော့ဒီသူတို့ရတ္တရာစီမံကိန်းအတွင်းမှာအခုဒီပန်းရောင်ကန်လုပ်တဲ့ process တွေကိုလည်းသူတို့ခဏလေးရဆိုင်ထားတယ်လို့ကြားသိရတယ်ပေါ့နော်တချို့လည်းရပြီးတချို့လည်းမရ။အဲ့တော့ရေရှည်မှာဒီရတ္တရာအတွင်းမှာ နောက်ထပ်အဖမ်းစီးတွေဒီထက်မကပိုပြီးဆိုးလာနိုင်တယ်ကျမတို့မြမာတွေကလဲပေါ့နော်နေတဲ့ထိုင်တဲ့နေရာမှာဒီထိုင်းနေထိုင်းနေနဲ့နေတဲ့ထိုင်းနေနေရာမှာအဆင်ပြေပြေပပနဲ့နဲ့ရှိဖို့လဲလိုအပ်တယ်လို့ကျမမြင်နေပေါ့နော်ဒါလို့လဲဆိုတော့ကျမတို့ကသူများနိုင်ငံမှာရောက်ရှိနေတဲ့အခါကျတော့သူတို့နိုင်ငံရဲ့စီးပင်းစည်းကမ်းတွေအခြေခံယဉ်ကျေးမှုတွေအားအရို့လဲကျမတို့လိုက်နာရမယ်ပေါ့နော်ဒါကတော့နံပါတ်၁ချက်ပေါ့နံပါတ်၂ချက်အနေနဲ့ကဒါမဲဆောက်အခုပေါ့နော်မဲဆောက် ကြားဖြန့်ကိစ္စနဲ့ပတ်သက်ပြီးမဲဆောက်ကနာမည်ကြီးညာဖြစ်တဲ့အတွက်အရန်စစ်စေးများရယ်အရန်စစ်စေးများရယ်ကို့မှာနောက်ဆုံးပေါ့နော်အထောက်အထားဆောင်လည်းနေဆိုရင်တော့သူကဒီလိုကမြန်မာဖြစ်နေရယ်ဆိုရင်ဥပဒေမရှိတော့ဘူးစံတောင်းရင်တောင်းတယ်ဒါမှမဟုတ်တခုခုပေါ့နော်အဲအဲ့လိုမျိုးတွေရှိညာဖြစ်တဲ့အတွက်ဒီလက်တော်ကာလာတော့ကျွန်မမြန်မာအင်းနေနဲ့တော်တော်လေးသတိထားပြီးတော့နေထိုင်ရမယ့်ကာလာပြီးရင်သူတို့ပြည်နိုင်ငံရေးကြောင့်တင်းချောင်းလာတဲ့လူတွေဆိုရင်လည်းကျွန်တော်ပတ်ဝန်းကျင်သတိထားဖို့လိုအပ်တယ်လို့တော့ကျွန်မမြင်နေတယ် အခုဖြစ်နေတဲ့ပြဿနာတွေရဲ့အဓိကကတိုင်းနေရာနေမှာမြန်မာတွေကိုတိုင်တာမျိုးမဟုတ်ပဲねမြန်မာတွေအချင်းချင်းကိုပဲပြန်ပြီးတော့တိုင်းဒီတိုင်းရဲတွေကိုတိုင်တာမျိုးတွေအရေးယူဖို့အကြောင်းကြားတာမျိုးတွေပေါ့နော်အဲ့လိုရှိနေတဲ့ခါကျတော့ကျမတို့တော်လေးတော့တည်ထားရမယ်ကာလာပေါ့နော်အာဒီကာလာအလွန်ကြရင်တော့တမျိုးတစ်ပုံပြောင်းသွားနိုင်တာမျိုးရှိမယ်လို့တော့မျှော်လင့်ရပါတယ်ဒါပေမဲ့ကျွန်တော်အများကြီးတော့မျှော်လင့်လို့မရဘူးပေါ့နော်သူများနိုင်ငံဖြစ်တဲ့အတွက်ဟုတ် တစ်ပတ်ကလည်းပြန်ကြည့်ပေါ့လေတော့ဘလို့ခေါ်မလဲနိုင်ငံရေးကြောင့်လဲပြောလို့ရမလားဘာကြောင့်လဲဆိုတော့အခုကြားဖြတ်နဲ့ပတ်သက်ပြီးတော့အခါကျတော့ဒီတုံ့ပြန်ဆိုင်ပေါ့လေထိုင်းတရုတ်မြန်မာပေါ့ဒီမြန်မာဆိုတာစစ်ကောင်စီပေါ့နော်အဲသူတို့ဆွေးနွေးတယ်နော်ဆွေးနွေးတယ်သူတို့သုံးနိုင်ငံကဆွေးနွေးတဲ့ဖက်မှာကြတော့ဒါဟိုမြန်မာဘက်ကဆွေးနွေးရင်လည်းသူကတော့တော်လန်တက်ခတ်မှုတွေနဲ့ရင်ဆိုင်နေရတယ်တစ်ဘက်ကလည်းသူကစစ်ရှုံးနေတဲ့အပိုင်းပေါ့ ဟိုထိုင်းနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားတွေကိုတစုံတရာဖိအားပြင်းပြင်းထန်ထန်ပေးမယ်ဆိုရင်တော်လန်ยีဘက်ကိုဟိုအားရော့သွားစီနိုင်နဲ့ဆိုတဲ့ဟိုစဉ်းစားမှုမျိုးတော့အဲ့ဒါမျိုးစဉ်းစားမယ်ဆိုရင်တော့ဟိုဖြစ်နိုင်ပြီလားအော်ဒီကျမတို့ဘောနောအပိုင်းခွဲပြီးပြောရမယ်ဆိုရင်ကျမတို့နိုင်ငံရဲ့ဒီအာဏာသိမ်းမှုအာမစက်တစ္ဆာကလေးကတော့အင်းကြီးချင်းနိုင်ငံနဲ့အများကြီးရှိရပါတော့အဲ့အများကြီးရဲ့မှာကျမတို့ဒီထိုင်းနိုင်ငံရဲ့ ပါဝင်ကူညီမှုကအင်မတန်နေပါတယ်တော်လိုင်းရင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အာသူတို့အနေနဲ့ကကြတော့လေဒီမြန်မာစစ်ကောင်စီနဲ့သူတို့ဟာဆက်ဆံရေးကောင်းမွန်နေတာဖြစ်တဲ့အတွက်ဒီမြန်မာစစ်ကောင်စီကတောင်းဆိုတဲ့အရာဒီကိုသူတို့လာရောပေးပြီးလုပ်ပေးနေတယ်လို့တော့မြင်မိရပေါ့နော်။ထို့သဖြင့်အာဒီကြားဖြန့်ကိစ္စတွေမှာဆိုရင်မြန်မာဘက်ကလှုံ့ဆော်တာမျို ဒီမှာဘက်ကဒီစက်ကောင်စီဘက်ကပေါ့နော်ရေယူဆောင်ရတာမျိုးမရှိဘူး။ဒါပေမဲ့အဲ့ဒီအချက်ကိုနင်းပြီးတော့ဒီထိုင်းနဲ့မြန်မာနဲ့သူတို့အပေးယူတစ်ခုခုအာရှိကောင်းရှိနိုင်မလားပေါ့နော်။ဘာလို့လဲဆိုတော့ဒီဂျာဖန်ကိစ္စပေါ်မှာမှုတည်ပြီးတော့မြန်မာတွေကိုဖမ်းတယ်ပြန်မြန်မာဘက်ကိုပြန်ပို့တယ်မြန်မာလုံသားတွေအများကြီးကိုပြန်ပို့တယ်အဲမြန်မာလုံသားတွေအများကြီးရဲ့မှာနိုင်ငံရေးနဲ့ပတ်သက်တဲ့လူတွေလည်းပါကောင်းပါနိုင်တယ် အဲ့အဲ့တော့အဲ့လိုမျိုးပေါ့နော်အဲ့တော့ကျမတို့အင်းကြီးချင်းနိုင်ငံတွေမဟုတ်တဲ့တခြားကိုရီးယားဂျပန်နိုင်ငံတွေမှာတော့တို့ဟာစစ်ကောင်စီကိုအာဘယ်လိုပြောရမလဲတရားဝင်နေနဲ့မထောက်ကမ်းပါဘူးဆိုပြီးတရားဝင်ကြီးညာပြီးတော့ကုညီပေးနေရရှိပေမဲ့ထိုင်းနိုင်ငံကတော့အနာသိန်းစားကလေးကအခုချိန်အထိဘာမှပါဝင်ကူညီတာမျိုးပသက်တာမျိုးမရှိဘူးမရှိတဲ့ပြင်အခုဆိုရင်အာဒီလောင်းကစားကြားဖြတ်ဒီကိစ္စတွေအပေါ်မှာ စီမံကိန်းအနေနဲ့နာမည်တက်ပြီးတော့မြန်မာတို့ဖန်ဆီးရာတွေပေါ်တင်လောက်လာ ဖြစ်တဲ့အတွက်အစစ်ကောင်စီကိုတနည်းအားဖြင့်ကူညီပေးနေရလို့တော့မြင်မိရပေါ့နော်ဟုတ်ကဲ့အဲ့တော့ခုပေါ့လေခုပြီးခဲ့တဲ့ရက်ပိုင်းတည်းမှာပေါ့လေဒီပေါ်တော့အင်္ဂလန်နိုင်ငံပေါ့လေအော်ဒီအင်္ဂလန်မှာလည်း ဒီလိုပဲဒီမလေးရှားမှာရှိတဲ့မြန်မာလူသမားတွေထိုင်းမှာရှိတဲ့လူသမားတွေအပန်းခံရတာတွေအဲ့ဒါဒီသူတို့ကိုမဖမ်းဖို့နဲ့เนาะမြန်မာနိုင်ငံဘက်ကိုပြန်မပို့ဖို့ဆိုပြီးတော့ဆန္ဒပြကြတဲ့ဟိုသတင်းတွေလေဗီဒီယိုတွေလေကျွန်တော်တို့ online ပေါ်မှာတွေ့ရတာပေါ့အဲ့တော့နိုင်ငံတကာမှာရှိတဲ့မြန်မာတွေပေါ့လေတကာပါလုံးမှာရှိတဲ့မြန်မာတွေထိုင်းနိုင်ငံနဲ့မကပါဘူးထိုင်းနိုင်ငံမှာမလေးရှားမှာရှိတဲ့ဒီအလုံသမားတွေရဲ့အရေးကိုဘလောက်ထိ ူတို့ကအကူအညီပြီးတော့တက်ဆိုင်ရာအစိုးရတွေကိုမေတ္တာရက်ခံဖိအားပေးနိုင်တာမျိုးဟိုရှိလေဘလို့များဘလို့ထင်များမျှော်လင့်ချက်ရှိမလဲဒီပုံမှာဟုတ်ကဲ့အော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကကြတော့လေ2021အနာစတဲ့နေ့အချိန်ကနေစပြီးတော့တချို့နိုင်ငံတွေဟာပြပေးတာမျိုးတောင်းဆိုတာမျိုးဆန့်ကျင်ကြောင်းစားထုတ်တာမျိုးတောင်းလျှောက်လုပ်ခဲ့ရပါတော့ တောက်ဖြောက်လဲကျွန်တော်တွေ့လာရတယ်ဥပမာဆိုရင်ကိုရီးယားလိုဟာမျိုးဂျပန်လိုနိုင်ငံမျိုးတွေသူတို့တိတိတလောက်ကုညီကြရပါတော့ဒါမဲ့ဒီလိုမျိုးဖိအားပေးမှုတွေကစစ်ကောင်စီကိုနည်းနည်းလေးသူတို့လမ်းကြောင်းပိတ်သွားရုံလောက်ပဲတက်နိုင်မယ်ပေါ့နော်ကျွန်တော်တို့ဒီမှာနိုင်ငံတိတိမှမြန်မာတွေအများစွာရှိတယ်အာကိုတီလာရောက်ကိုညီပေးဖို့ကတော့တို့နေထိုင်တဲ့နိုင်ငံရဲ့အစိုးရနဲ့ပဲသက်ဆိုင်မယ်လို့မြင်ပါတယ်။ဒီဘက်အဥပမာ ကိုရီးယားနိုင်ငံကမြန်မာတွေကိုကာကွယ်ပေးတယ်။အဲ့အတွက်မြန်မာတွေကိုရီးယားရောက်မြန်မာတွေမှာကုထမ်းရောက်မြန်မာတွေနဲ့ရှင်လာရင်အနေငယ်တော့သူတို့အဆင်ပြေတာမျိုးရှိရှိနိုင်တယ်ပေါ့နော်။ဒါကတော့အလုံသမားအရင်းနဲ့ပတ်သက်တာဆိုတော့အဲ့တော့ကျမတို့တွေဒီထက်ပိုပြီးတော့တော့အာကိုနီမှုတွေရလာနိုင်မယ်လို့တော့မျှော်လင့်လို့ရပါတယ်။ဒါပေမဲ့ကျမတို့အများကြီးတော့မျှော်လင့်လို့မရအောင်ပေါ့နော်။ဟုတ်